လုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမြတ်တန်းတင်ရေးသားတဲ့ဓာတောင်ကိုကြော်၍မိပင်လေကိုဖြတ်မြေးဆိုတဲ့ဝိတ္ထုရဲ့အပိုင်း၃ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာဓာတောင်ကိုကြော်၍ မိပင်လေကိုဖြတ်မြေအပိုင်းသုံးဦးလေးကျွန်တော်ကိုကျွန်တော်ကိုရဲမြင့်သည်စကားကိုဆက်မပြောနိုင်ပဲရထား၏သူ့မျက်လုံးတွင်မျက်ရည်တွေ ဝဲလျက်ရှိသည်မငုံမိအောင်ချုပ်တီးထားရဟန်အန်ကျိတ်ထားသည်ဒီကောင်ကလေးကိုပိုစကန်းမာတဲ့ကမတင်ကားပါဘူးလို့ကြည်နေတာ ခုထင်းတဲ့အတိုင်းပဲနိုးလာလို့ပေါ့မနှိုးများမနှိုးရင်အကုန်ပါသွားမှာ တယောက်ကပြော၏ရဲမြင့်ဤမျက်နာတွင်ဒံယာဒံချက်တချို့ကိုတွေ့ရသည်လက်သည်လင်းငါလုံးစာလောက်မိပီပီထင်သည်ဒီထဲတွင်နောက်ထပ်ထိုးမြင့်ကျိတ်မြင့်သူက တကယ်ကယ်လုံနေသေးသည်တဝဲကြမှရဲစခန်းပို့မြည်တပုံလက်ကိုအပ်မြည်ဟုပြောသူကပြောသည်ကျွန်တော်တူပါဗျာမိကောင်းဖခင်တာသမီးပါစာမေးပွဲကြအင်းကထွက်ပြေးလို့ ကျွန်တော်လိုက်ရှာနေတာလဲနှံ့နေပြီမော်လမြိုင်တဝဲတွေ့မဲ့တွေ့တော့မင်းတို့တော်တော်ဒုက္ခပေးတဲ့ကောင်တွေကွာဘယ်မလဲတယောက်ကိုနန္ဒာသည်တနာလဲတနာသည် စိတ်လဲဆိုသည်တချို့ကကိုနန္ဒာပြောသည်ကိုမယုံကြကိုနန္ဒာကအချို့အကြောင်းဆုံးရှင်းပြရသည်ကျောင်းတိုင်းမွန်ဆရာတော်ကြီးဆင်းလာသဖြင့်ဆရာတော်ကိုတက်တေထူကဆက်ဆုံခင်ရသည် ိဘအများကြီးအမိကိုလည်းပျော်သည် သူတောင်းဝန်ခံပြီးဖြစ်ကြောင်းပစ္စည်းပါသွားလင်လဲမိမိယောမီဖြစ်ကြောင်းပစ္စည်းမပါလင်လဲယူတော့မိုက်တုံးအရွယ်ဖြစ်၍တစ်ချိန်တစ်ခါခွင့်လွတ်စေလိုကြောင်းပရိသတ်ကို တောင်းပန်ရသည်ဆရာတော်ကလည်းကိုနန္ဒနီးတူဆုံးဖြတ်ချက်ပေးသည်ကဲဘယ်မလဲဟုကောင်းကိစ္စဝိစာတွေရှင်းပြီးတော့တင်ထုံးအောင်ကိုမေးရသည် ။နိုင်အိမ်တော်မိုင်းစကန်မှာဘာလုပ်နေလဲ။နေမကောင်းလို့ဦးလေးဦးလေးတူဆေးပြတ်နေတယ်။ကိုနန္ဒအိတ်ထဲတွင်လိုရမရစောင်းထားသော ကလိုရိုကွင်းဆလဖာ APC စသည့်ဈေးများပါသည်။ဧကန္နကက်ဖြားဟုသူတွေးလိုက်သည်။ဆရာဝန်မရှိဘူးလားမရှိဘူးခမဗမာဆရာကောဗမာဆရာတော့ရှိတယ် ခုလေဘာဖြစ်လို့လဲနေမကောင်းလို့လားရဲမြင့်ကသူ့ကိုပြန်မေးလိုက်သေးသည်နှုတ်တင်ထောင်းအောင်နေမကောင်းဘူးဆိုအာဦးလေးကလည်းတုံးလိုက်တာဆေးပြတ်တယ်ဆိုတာနံပါတ်ဖိုးပြတ်နေတာကိုပြောတာဦးလေးက secret ထဲထည့်ရှူတာတနေ့ကိုအလိတ်20လောက်ကုန်တယ်အခုဆေးဖို့မရှိလို့ကိုနန်ဒါသည်ပြင်းချလိုက်ဒီဆေးတော့သူလည်းမတတ်နိုင် တင်ထောင်းအောင်၏အခြေအနေသည်မလွယ်ဘူးဆိုသည့်အစသို့ကြောင်းနေပြီးကိုနန်ဒါကသူတို့နှစ်ယောက်ပျောက်သွားသည့်အတွက်မိဘများစိတ်ပူနေကြသည်ရန်ကုန်အနှံ့ရှားပြီးပြီးမော်လမြိုင်တွင်တည်င်းရ၍မော်လမြိုင်သို့လိုက်လာသည်မော်လမြိုင်မှာမတွေ့၍တဝဲသို့လိုက်ရသည်တဝဲသို့ရောက်သောနိုင်အောင်ဘက်တွင်ရန်ကုန်ကចောင်းသားလေးတွေရှိသည်ဟုကြားသဖြင့်ဟုတ်လို့ဟုတ်냐လိုက်လာရခြင်းဖြစ်သည်ဟု သူ၏ရှားပုံတော်ကိုသက်ဆုံခင်ပြသည်မင်းတို့တော်တော်မိုက်တဲ့ကောင်းလေကွာအိမ်မှာလူကြီးတွေဖြင့်စိတ်ပူလို့တင်ထောက်အောင်မေးဆိုရင်ကြာရင်တားစိတ်နဲ့ယူတောင်ယူမလားမသိဘူးခုညနိုင်အောင်ဘက်ကိုသွားကျင်တယ်ကြမလားရဲမြင့်ကခေတ္တတွေ့နေသည်ခုညတော့မရဘူးထင်တယ်လမ်းကတိတ်မကောင်းဘူးတော်လန်နိုင်အောင်သွားပြီးတော့ရဲမြင့်က စကားကိုဖြတ်၍သူကိုစူဆန်းသော အကြည့်ဖြင့်ကြည်သည်ဘုနန္ဒာ၏အစီအစဉ်ကိုတည်ခြင်းဟန်တူသည်မင်းတို့နှစ်ယောက်လုံးကိုပြန်ခေါ်ရမယ်လို့အင်ကမှားလိုက်တယ်အဲ့ဒါမင်းတို့အတွက်ငါလာရတာဒီကနေပြီးတဝဲပြန်မယ်တဝဲကမှရန်ကုန်ကိုပြန်မယ်လေရင်ပြန်အပတ်တည့်ရင်လဲလေရင်ပြန်တဲ့ပေါ့တင်းမော့ဘက်ကြုံရင်လဲတင်းမော့ပေါ့ဘုနန္ဒာကသူ့အစီအစဉ်ကိုပြောပြသည် ရဲမြင့်သည်ဘာမှမပြောဘဲကိုနန္ဒကို စိုက်ကြည့်နေသည်သူကြည့်ကကိုနန္ဒသည်မိမိတို့မိတ်ဆွေလောရန်သူလောဆိုသည့်အကြည့်မျိုးမယုံတင်ကအကြည့်မျိုးဘာလဲမင်းတို့မလိုက်ချင်ဘူးလားရဲမြင့်က မပြောဘယ်နဲ့လဲလိုက်မယ်မဟုတ်လားမဖြစ်ဘူးထင်တယ်ဦးလေးဘာဖြစ်လို့လဲကျွန်တော်တို့ကတရားချိုးခဲ့ပြီးပြီး အိမ်ကထွက်ပြေးလာတယ်ဆိုတာခေါ်ရင်ပြန်လိုက်ဖို့ထွက်ပြေးတာမဟုတ်ပဲလွတ်လွတ်လပ်လပ်နေခြင်းလို့ထွက်ပြေးတာပဲအတော်လာသည့်ကောင်းလေးဟုကိုနန်ဒာမှတ်ချက်ချမိသည်ဟာဘယ်ဖြစ်မလဲကွာမင်းတို့ပညာကသကောစကမလိမ်မို့မလိမ်ပါနဲ့မိဘတွေယဉ်ကျိုးမှာပေါ့အိမ်ကိုမလိုက်ရင် လိုက်တဲ့နည်းနဲ့ခေါ်ရလိမ့်မယ်ကျွန်တော်တို့ရွယ်ရောက်ပြီပဲ၁၈နှစ်ကျော်ပြီအလေတယ်လာတဲ့ကောင်းလေးပါလား ဟုကိုနန္ဒာဒုတိယကျိန်မှတ်ချက်ချသည်ဒီကောင်နှင့်ဆက်ဆွေးနွေး၍မဖြစ်သေးချိုးထားရအောင်မည်ငါခုညာရင်းချင်းနိုင်အောင်ကိုလိုက်ချင်တယ်ကွာခုညတော့မဖြစ်ဘူးလေမနဲ့မှသွားပါဦးလေးတူကျွန်တော်ပြန်မလာမချင်းဘဲမှမသွားပါဘူးစိတ်ချပါဟုတ်မင်းကဘာလာလောက်တာတော့ရေမြင့်ကညနာပေါ်ဝဲကြလာတော့ ပင်ကိုကောင်းရမ်း၍ဖယ်လိုက်သည်ဆေးပြက်လိုဝက်လာရှာတာအဖြေကပြက်သည်ဝက်ဆိုဒီကိုတော့ကိုနန်ဒာသိပြီးဖြစ်သည်နံပါတ်4ရှူစရာမရှိ၍ကြံမိကြံရကြံကြခြင်းဖြစ်ပုံရသည်ကိုနန်ဒာသည်မူရစ်ဆေးဝါးများကိုမိဝဲပူးခြင်းမရှိသို့သောကြားဖို့မြင်ဖို့ဖတ်ဖို့သည့်မူရစ်ဆေးဝါးများထဲတွင်သူပထမကြားဖို့သည်က ဘိန်းရာဇဝင်များကိုဖတ်စင်ကအင်္ဂလိပ်နေချေသမားများသည်တရုတ်တို့ကိုဘိန်းကျွေး၍လောအားကိုဈေးပေါပေါနှင့်ဝယ်ယူခဲ့ကြသည်ဟု သူဖတ်ဖို့သည်ဤသို့ဖြင့်တရုတ်တို့သည်ဘိန်း၏ဈေးကြုံဖြစ်ကားတိုင်းပြည်ကြီးပြက်ခဲ့ရသည်ဘိန်းသားကိုလည်းကိုနန်ဒာမြင်ဖို့သည် ထိုဘိန်းသားသည်ဘိန်းကိုမတက်နိုင်သောအခါဘိန်းပြောင်းထဲမှဘိန်းချေးကိုပြန်၍အည်ဖြောတောက်သည် ဘိန်ချင်းများမရသည့်အခါဘိန်ပြောင်းလက်ဖက်တုပ်ဘိန်ချင်းများမရသည့်အခါဘိန်ပြောင်းလက်တုပ်ဖက်ကို ပြုတ်၍အရေကိုတောက်သည်ဒုတိယကြာဘူဒီမှာစေချောင်းစေချောင်းကိုတော့သူတခါစားဘူဒီကျောင်းတုံးကတငယ်ချင်းတွေစု၍စက်သားနှင့်စေချောင်းချက်စားသည်မူးလိုက်သည့်ဖြစ်ချင်းကြောက်လိုက်သည့်ဖြစ်ချင်းရေကျင်းလိုက်သည့်ဖြစ်ချင်းတို့တဲကကိုနန္ဒာသည် စေးကြောက်ကိုရှောင်တော်သည် နောက်တော့ကိုကင်းတို့မာဖီးယားတို့ကိုကြာပူသည်မာဖီးယားနေစဉ်ထိုးသော အထက်တန်းအရာရှိ ပုဂ္ဂိုလ်ကြီးတဦးအကြောင်းကိုလည်းကြာပူသည်နောက်ဆုံးဘောကတော့ဟီရိုအင်းဖြစ်သည်ဟီရိုအင်းအကြောင်းကိုပထမစာအုပ်များထဲတွင်ဖတ်ပူသည် တူရကီနှင့်အီရန်မှဥရောပကိုဖြတ်၍အမေရိကကိုတည်သောဟီရိုအင်းကုန်သည်များအကြောင်းကိုလည်းဖတ်ပူသည် ယူရီးယားလာအိုတို့မှဟောင်ကောင်ကိုဖြတ်၍အမေရိကန်တို့တင်ပို့သောဟီရိုအင်နံပါတ်3နောက်ဆုံးပေါ်ကနံပါတ်4နံပါတ်4သည် အမြင့်ဆုံးဖြစ်သည်ဘိန်းစီ80ရာနှုန်းပါသည်ဟုဆိုသည်နံပါတ်4ရှူသူသည်တနည်းမှတနည်းခွဲအတွင်းအသက်အန္တရာယ်ကို ဖြစ်စေနိုင်သည်ဟုဖတ်ဖို့သည်ညီ၍မြည်မြမှန်တီကုန်မူကိုနန်တာမသိယခု သူတူတော်မောင်တင်ထုံးအောင်နဲ့ဂျဲမြင့်တို့သည်ဟီရိုအင်းဤကြေကျွန်များဖြစ်နေကြလေပြီအဖက်ဆယ်၍မှကြပါအောင်မြည်လုံးမင်းတို့ပါသွားတဲ့ပစ္စည်းကလေးတွေကတင်ထုံးအောင်မှာဘရက်ရဲ့ရွှေပြီးရပါသွားတယ်မဟုတ်လားဟုတ်တယ်ကျွန်တော်မှလည်းဗကြိုတကုံးရဲ့စိန်ကျေသည့်တစုံရဲ့ပါတယ်အဲ့ဒါလေးတွေလည်းကုံမီးဦးလေးရဲ့ကုံတော့ဂျဲမြင့်ကဟက်ကနေ တစ်ချက်ရည်သည်ကုံတော့မောင်ခိုကုံထမ်းလိုက်တာပေါ့အဲ့ဒီထမ်းကနဲ့ဆေးရှူတာပေါ့ဆေးရှူတာကအပင်မန်းခံနိုင်တဲ့ဦးလေးရဲ့တော်တော်တန်တန်တော့မမောဘူးဒါခဏပါကွာရေရှည်ကြတော့ဘယ်ခံနိုင်ပါမလဲဟိုအင်္ဂလိပ်ခေတ်တုန်းကတို့စီမှာဘုံဘေဘာမာတို့စတီးတို့ဘူးဘာတို့မကာကာရီဆိုတဲ့အင်္ဂလိပ်တစ်ကုမ္ပဏီတွေရှိတယ်အဲ့ဒီတစ်ကုမ္ပဏီတွေက တက်ဆွဲစင်တွေကိုဘိန်းကျွေးတယ်။စင်ကိုဘိန်းကျွေးတော့စင်ကဘိန်းဆွဲပြီးခိုင်းလို့ကောင်းတာပေါ့ကွာ။စင်တယ်မဟုတ်ဘူး။စင်ဦးစီးတို့ဘာလို့ဆိုတော့တက်တော့အလုသမားတွေကိုလည်းဘိန်းကျွေးပြီးခိုင်းတာပဲ။ဘိန်းဆွဲသွားတော့အဲ့ဒီအလုသမားတွေဟာ အပင်မဲလဲခံနိုင်တယ်။ခိုင်းလို့လည်းကောင်းတယ်။ဈေးလဲပေါ့တယ်။တခြားဘေထာနာကိုမှသွားပြီးလုံးမလုပ်တော့ဘူး။အဲ့ဒီတက်ကုမ္ပဏီထဲမှာပဲတက်တလုံးကျွန်ခံတော့တာပဲ။ဒါပေမဲ့ ကြာကြာတော့ကြုံမကန်လိုက်ရပါဘူးကွာဘာဖြစ်လို့လဲဘိန်းစားတော့ခဏတော့ပင်ပင်ပန်းပန်းလုံနိုင်ပေမဲ့ဘယ်အသက်ရှည်မလဲကွာငငယ်ရွယ်ရွယ်နဲ့လူညွန်တုံးပြီးတေးကုန်တာပေါ့ဒီတော့အင်္ဂလိပ်ကုမ္ပဏီတွေကလည်းနောက်ထပ်လူသစ်တွေမွေးဘိန်းချွေပြီးထက်ခိုင်းကြပြန်တာပေါ့မင်းတို့ကအဲ့ဒီလိုလူညွန်တုံးသွားမှမကြောက်ဘူးလားနံပါတ်4ရဲ့အန်ဒီရယ်ဘလောက်ကြည့်တယ်လဲဆိုတာမင်းတို့လည်းဖတ်ဖို့ကြားဖို့သားပဲ ဗီဒီယိုတွေသတင်းစာတွေထဲမှာပြောကြရေးကြတာဒါကအာလူတွေပါဦးလေးယာကိုနန်ဒါကခေါင်းငိုက်ဆိုင်ချကတပြင်းကိုခြာမိသည်ဒီကောင်လေးတွေကိုဒီချိန်မှာဖះကချွတ်တောင်းချွတ်ပါမည်လောဟုတန်တရာရှိခြင်းသည် အတင်းအာရမစေယုံတင် အတင်းအာရမဖြတ်မရမည်အချိန်ကသာသူတို့ကိုကုစားလိမ့်မည်မင်းတို့တော်တော်မိုက်တယ် ကြည်စမ်းခုနကလည်းကံကောင်းလို့တယောက်တစ်ချက်ဝိုင်းရရင်မတက်တာဘူးရဲမြင့်ကခိတငိမ့်နေသူတို့ကအများနဲ့မှုလို့ပေါ့ဦးလေးယာတယောက်ချင်းသာဆိုရင်ဘယ်ရမလဲဒီထန်းသမားတွေကငကိုတဲကကျွန်တော်တို့ကိုမနာလို့နေကြတာဘာဖြစ်လို့လဲကျွန်တော်တို့ကဈေးလျှော်ယူတာကို နေဆက်နဲ့ဂျိုးမဘက်ဆိုရင်တယောက်ကို300ရကြတယ်ကျွန်တော်တို့ကပေးသလောက်ပဲယူတာ ဈေးဖို့ရရင်တော်ပြီမဟုတ်လားဦးလေးရဲ့ကိုနန္ဒာသည်ရဲမြင့်ဖြစ်ပုံကိုကြည့်၍ရင်တုမနာဖြစ်ရသည် အထက်တန်းရရှိခြင်းများဤတားနှစ်ယောက်သည်အညွန့်တလူလူတက်ဆဲအရွယ်အခုနံပါတ်4ကြောင့်ဂလေးကချေဖြစ်ကအထန်းအငှားလိုက်သည် အထန်းသမားမလိုက်နိုင်သည့်အခါကျတော့အလစ်ဝင်ဆွဲသည် အဖေမေများတိလျင်ညီမရင်တုမနာဖြစ်ကြမည်နီး ဘုဒ္ဓဝါဒအလင်းအောင်တဲ့တွင် ကိုနန္ဒာကရဲမြင့်ခန္ဓာကိုယ်ကိုတိမ်ကြုံကြည်သည် သူခန္ဓာကိုယ်လေးကတေးသွေးတွေ့တွေ့ပျော့ပျော့ပြောင်းပြောင်းမိန်းကလေးတယောက်ဤခန္ဓာကိုယ်မျိုးဒီကီးတွင် အထံသမားလိုက်သူတွေကတုတ်တုတ်ခိုင်ခိုင်တန်တန်မာမာလူချမ်းကြီးတွေဖြစ်သည်ဒီလူချမ်းကြီးတွေကြားတယ်မင်းတို့မတိမပြောက်တွေ့ရတာပဲတော်သေးတာပေါ့ကွာကိုနန္ဒာက သူ့စိုးရိမ်မှုနဲ့သူပြောသည်ဒါမျိုးတွေကရိုးနေပါပြီဦးလေးယာမကြောက်ပါဘူးသူတို့ကိုမကြောက်လို့ရန်ကုန်ကထွက်လာတာပေါ့မကြောက်ရင်မင်းတို့သေးသွားမှာပေါ့ကွာမင်းတို့ဗလာလေးတွေကတိတ်တိတ်လေးတွေဟိုကနဲတဲ့ဗလာကြီးတွေမဟုတ်ဘူးကျွန်တော်တို့မှာဒါရှိတယ်ဦးလေးယာရဲမြင့်ကဟက်ခနဲတစ်ချက်ရဲပြီးပေါင်းမိအိတ်ထဲမှာတစုံတရာကို ဆွဲထုတ်ပြသည် ဖြောက်ကနေမြည်တံနဲ့အတူဘိုးတော်မီးအောင်တွင် အရာတစ်ခုဝင်းကနေပြိုပြက်သွားသည်တည်တည်ချာချာကြည့်လိုက်တော့အသွား၆လက်မှခန့်ရှိဂျိုဒီယာလုံးမောင်းပြန်မောင်းချဒါတချောင်းဒါနဲ့ဖြိုးပြစ်မယ်ပြီးတော့ဒါလည်းရှိသေးတယ်လက်တွင်ဝတ်ထားသောတမဏိလက်စွပ်ကိုကိုနန္ဒာမြင်အောင်လက်သီးဆုပ်၍ပြသည် အဖို့ထစ်တွေထနေသောတမဏိလက်စွပ်ကိုကိုနန္ဒာမြင်ရသည် ကိုနန္ဒာသည်မိအောင်မုံမုံတွင်ရဲမြင့်မျက်နှာကိုစိုက်ကြည့်ရဲမြင့်၏နှုတ်내ပြိုပြစ်သောမျက်နှာသည်တင်းမာတယောင်ရှိမဟုတ်မခံစိတ်သက်တတိအာမန်ဇွဲစသည်တို့သည်သူမျက်နှာပေါ်တွင်အထင်သာပေါ်နေကြသည်ကိုနန္ဒာသည်ခြေလိုက်လွဲနေသောရဲမြင့်ကိုကြည့်၍စိတ်မကောင်းဖြစ်မိသည်ထိုမဟုတ်မခံစိတ်သက်တတိအာမန်ဇွဲတို့သည် ညီမဖိုတံမြင်းနီးအရေးကြီးတာက လက်နဲ့ဦးလေးရလက်နဲ့လက်နဲ့ရှိရင်ဘသူ့ကိုမှကြောက်စရာမလိုဘူးခုနကလူအုံးနဲ့မို့လို့ကျွန်တော်ခံရတာတယောက်ချင်းသာဆိုရင်ရဲမြင်တို့ကဘယ်ရမလဲဒီနေပေမှာက အထမ်းသမားဆိုရင်ကင်ကြရတာပဲကျွန်တော်တို့ကလူစိမ့်မဟုတ်လားဒီတော့သူကဓာတ်ကိုမချရင်ကိုကလည်းဓာတ်ချလို့ဘယ်ရမလဲပေါင်ခိုလုပ်ငန်းလုပ်တယ်ဆိုတာဥပုံဆောင်တာ ရည်စားချိန်တာမှမဟုတ်ပဲတယောက်ကိုတယောက်အနိုင်ကျင့်ရတာဓာတ်ကန်ရတာသူတို့ကဓာတ်ကန်ရင် ကျွန်တော်လည်းဓာတ်ကန်မယ်သူတို့ကဓာတ်ကိုလက်ကမချဘူးဆိုရင် ကျွန်တော်လည်းကျွန်တော်ဓာတ်ကိုလက်ကမချဘူးရဲမြင့်သည်သူဤမောင်းပြန်မောင်းချဓာတ်ကို ဖြောင်းကနေခောက်ကားမောင်းမီအိတ်ထဲသို့ပြန်ထည့်သည်ဆက်လိုက်တောက်ချင်လိုက်တာဦးလေးရာဦးလေးမှမပါဘူးလားကိုနန္ဒာအိတ်ထဲက လာအို secret ဘူးကိုထုတ်ပေးသည် secret ဆက်ကူကအမဲဈေးမပါဘူးနော်ဘယ်ပါမလဲကွာရိုးရိုး secret ပေါ့ရဲမြင့်ကတက်တချက်ခောက်က secret ကိုအပါတရားဖွာသည်ကျွန်တော်ကသိမရင်သေးတော့ရပါတယ်ဒါပေမဲ့ဥလေးတူကတော့ဘလို့နေမလဲမသိဘူးဈေးမရရင်ခွေးနေတာပဲခမင်းကောင်းကောင်းတော့မစားတော့ဘူးဥလေးတူကစိတ်သက်ကလည်းပျော့တယ် ရဲမြင့်ပြောသည်မှာမှန်သည်ကိုနန္ဒာသည် သူတူတင်ထောင်းအောင်အကြောင်းကို ကောင်းကောင်းသိသည်ယောက်ျားလေးဟု ဆိုတော့လေရဲမြင့်လိုထက်ထက်မြက်မြက်လည်းမဟုတ်စိတ်တက်မမစိတ်တက်ကအလွန်နှုတ်သည် လူကြောက်တတ်သည်အိမ်တွင် လူစိမ့်လာလျင်ဧကန်းတို့မထွက်ရဲလူပုံကလည်းဖြူဖြူနုနုလေးဖြစ်သည် နိုင်အောင်ကိုရောက်တော့မိမိနဲ့ညီမတွေညီမလေးတွေကိုလွမ်းလို့ဆိုပြီး ငိုလိုက်တာလေမနေ့ချော်ရတယ်တော်တော်ဟားရတဲ့ကောင်မင်းရောအိမ်မလွှမ်းဘူးလားကိုနန္ဒာကရဲမြင့်ကိုအကဲခတ်၍မေးသည်ဘာဖြစ်လို့လွှမ်းရမှာလဲဦးလေးရကိုကိုတိုင်ကမနေခြင်းလို့ထွက်ပြေးလာပါပြီဆိုမှပဲလွှမ်းတဲ့ရင် ထွက်မပြေးနဲ့ပေါ့ဦးလေးတူက အိမ်လွှမ်းလို့ငိုယုံနေမကဘူးစေးပြတ်ရင်လည်းငိုတာပဲပင်ပင်ပန်းပန်းလောက်ရရင်လည်းငိုတာပဲကြီးစားလွှမ်းရင်လည်းငိုတာပဲ ရံဖြစ်ရင်လည်းငိုတာပဲတကယ်ဟားရတယ်ရံမြင့်ကလာအိုဖြစ်ဘိုင်းရဲ့ secret ကိုအပါတရားဖွာရင်ပြောသည်ဘယ်သူနဲ့ရံဖြစ်တာလဲမင်းနဲ့လားဦးလေးကလည်းကျွန်တော်နဲ့မဖြစ်ပါဘူးအတူတူထွက်ပြေးလာတဲ့ကောင်းချင်းဘယ်ဖြစ်ပါမလဲဖြစ်တာကအထမ်းသမားတွေနဲ့ကိုနန္ဒာကမေသည်ကိုနန္ဒာဤတာဝန်မှာရဲမြင့်နဲ့တင်ထောင်းအောင်ကို ိမ်ပြန်ခေါ်ရန်ဖြစ်သည်ဒီကောင်နှစ်ကောင်ကို အိမ်ပါခေါ်ရာတွင်သူတို့အချိန်နေသူတို့စိတ်ထားကိုသိရမည်ချော့တန်ချော်ရမည်ချောက်တန်ချောက်ရမည်ညာ၍ခေါ်တန်ခေါ်ရမည်သူတို့အာကောင်းချက်သူတို့အားနေချက်ကို သိထားရမည်သူတို့၏စိတ်တဗေဒကိုနားလည်ရမည်ပထမအခေါက်အထမ်းလိုက်တုံးကဦးလျာကျွန်တော်တို့ပါတဲ့ပစ္စည်းကလေးတွေကို တဝယ်ရောက်တော့ကုန်ပြီဒါနဲ့နိုင်အောင်ဘက်ကိုအထမ်းလိုက်မယ်ဆိုပြီးလိုက်သွားကြတာအိမ်လည်းမပြန်ရတော့ဘူးလေပြန်စရာဇေယိလည်းမရှိတော့ဘူးအထမ်းလိုက်တာကနေဆက်ထီလိုက်ရတယ်အတော်တော့ကကျွန်တော်တို့မှာစိတ်နေနေပပပါတယ်ဒီပြင်ထန်းသမားတွေကစိတ်မပါကြဘူးပေါ့သူတို့ကစိတ်မှမရှူကြပဲကိုဒါပေမဲ့အဲ့ဒီထဲကတယောက်ဆေးရှူတယ်သူစိတ်မပါလို့တင်ထောင်းအောင်ကတနာပြီး စိတ်နဲ့နဲ့ချေးတယ်။နေဆက်ကအပြန်ပတ်ဆက်ရလို့ဈေးဝယ်ရင်သူ့ကိုပြန်ပေးရမယ်ပေါ့။ဦးလေး secret တလိပ်ပေးပါဦး။ရဲမြင့်ကစကားဖြတ်ပြီး secret တောင်းသည်။ကိုနေနာကတိတ်မပေခြင်း။သူကတလိပ်မကုန်သေး။ရဲမြင့်ကတလိပ်ကုန်နေပြီ။နံပါတ်4လောက်မစိုးသည့်တိုင် secret ကိုဒီလောက်တောက်လျင်ကျမ်းမာရေးထိခိုက်သည်။သို့တော့ကိုနန္ဒာမငင်းရဲ့ တလိထုတ်ပေးသည်ရဲမြင့်က secret ကိုအာဘတရားဖွာသည်အပြန်ကြတော့ဒီကောင်ထမ်းမရလို့ဈေးဝယ်လာပေမဲ့တင်ထုံအောင်ကိုအကျွေးပြန်မဆက်ဘူးမပေးဘူးပေါ့လေဘလကလည်းကောင်းကောင်းဆိုတော့အနိုင်ကျင့်တာပေါ့ဒီတော့စကားများပြီးဟိုကောင်ကတင်ထုံအောင်ကိုထိုးတယ်တင်ထုံအောင်က ပြော့ပြော့လေးဆိုတော့ခံရတာပေါ့ဦးလေးရဒီရင်ကျွန်တော်နဲ့ဖြစ်တာပဲ ကိုတငယ်ချင်းကိုမတရားလုပ်တော့ဘယ်ခံချင်မလဲဦးလေးရကိုတငယ်ချင်းတွေမဟုတ်ဘူးလေဘသူကိုဖြစ်ဖြစ် ကိုရှိမှမတရားလုပ်ရင်ဘယ်ခံချင်မလဲဒီတွင်ကျွန်တော်ကချဲတာပဲဟိုကောင်ကမင်းနဲ့ရွေးတူလားရဲမြင့်ကရဲသည်ရဲမြင့်သည် စကားပြောတော့မည်ဆိုလျင်အထူးသဖြင့်စိတ်မကောင်းစရာစကားပြောတော့မည်ဆိုလျင်ဖက်ကနေတစ်ချက်ရဲပြီးမှစကားပြောလေရှိသည်ဒီချက်ကို ကိုနန္ဒာတရေပြုံမိသည်ကျွန်တော်ထဲအသက်လဲကြီးတယ်အလုံးထယ်လဲကြီးတယ်ဦးလေးရနဲတဲ့ဗလာကြီးမဟုတ်ဘူးနောက်ပြီး ဒီကောင်ကအထန်းသမားတွေကြားထဲမှာသိပ်ဖြန်းကြတဲ့ကောင်ဘိုးလဲကြတယ်တချို့လဲကြောက်တော့ငုံခံကြရတာပေါ့ကျွန်တော်ကခြေတော့ဒီလိုခြာတိတ်ကသူ့ကိုခြေရပါမလားမဆိုင်မဲနဲ့ဝင်းရှုပ်ရပါတယ်ဆိုပြီးနပန်ကျင်းလိုက်တာဦးလေးရထူးပူသွားတာပဲ မင်းခံလိုက်ရတယ်ပေါ့ရေမြင့်ကတစ်ချက်ရေပြန်သည်ဘဲရမလဲဦးလေးဟာကျွန်တော်မှဓာရှိတာပေါ့အိတ်သေးကဓာထုတ်ပြီးဖျက်လိုက်တာဒီကောင်ကန်ကောင်းလို့ဘိုက်မထီတာပေါ့ဘယ်ထိသွားလဲလမောင်းကိုချက်ထိသွားတယ်နားလိုက်တာဦးလေးဟာဒီကောင်ကိုကျွန်တော်တတ်လာကြီးမဆုံးမလိုက်ရဘူးကိုနန်တာဒီရေမြင့်ကိုကြည်ရေမြင့်အသက်ဒီ ၁၈၁၉မြတာရှေးအောင်မြည်ဟု ကိုနန္ဒာထင်သည်ကြွပြောနေခြင်းဟုတ်ဟန်မတူနောက်တော့ဘလို့ဖြစ်သွားသလဲနောက်တော့သူလွန်မန်းအလုံးကလည်းသည်သူပြန်ကြတာကိုကြည်ခံခဲ့ရတာဆိုတော့အလုံးကကျွန်တော်ပဲပါလာတာပေါ့ဒီကောင်လေးနောက်ဆိုရင်ကျွန်တော်ကိုရှိန်သွားတာပဲအနိုင်မကျင့်ရဲတော့ဘူးအဲ့ဒီတည်းကကျွန်တော်ကဓာတ်ကိုကောင်းကောင်းကင်တက်လာတာဦးလေးရရန်ကုန်တုန်းက မောင်းပြန်ဓာတ်ကင်နေဆိုတာလို့လို့ကင်တာမဟုတ်ဘူးအလှကင်တာသူများကင်လို့ဖက်ရှင်ထွင်းပြီးလိုက်ကင်တာဒီကြတော့လို့လို့ကင်တာလက်တီးနဲ့လာတဲ့ရန်သူကိုဓာတ်နဲ့တုံ့ပြန်ရမယ်ဓာတ်တစ်လက်နဲ့ရန်သူကိုဓာတ်နှစ်လက်နဲ့တုံ့ပြန်ရမယ်တစ်လက်ကဒီမှာလေရဲမြင့်ကပေါင်းမိအောင်ခြေစလုံးတွင်တရေကျိုးဖြင့်စီထားသော မောင်းပြန်မောင်းချဓာတ်ကိုထုတ်ပြသည်မင်းကဘယ်ဆိုးလို့တော့ကွာ ကိုနန္ဒာပြောသည်ဆိုရင်ဖန်တော်မှာပေါ့ဦးလေးရကျွန်တော်နဲ့ဟိုကောင်ချကြတော့ဦးလေးတူကဘာလုပ်တယ်ထင်တယ်လဲရဲမြင့်ကမေးသည်ဘာလုပ်တယ်လဲကွာငိုတယ်ဦးလေးရဦးလေးတူကငိုတယ်သိရလားတော်တော်ဟားရတယ်သူ့အတွက်ဖြစ်ရလို့စိတ်မကောင်းဘူးဆိုပြီးငိုတဲ့သူငိုတာဟိုကောင်များသိသွားရင်ဘယ်တနာမလဲထပ်ပြီးတောင်နိုင်ကျင့်လေအောင်ပဲဓာတ်နဲ့ဝေဖန်ရေးလုပ်လို့ ဟိုကောင်သူ့ကိုယ်သူပြန်ပြင်သွားတာလူတယောက်ကိုမျက်ရည်နဲ့ပြုပြင်ပြောင်းလဲလို့မရဘူးဦးလေးရဓာတ်နဲ့ပြုပြင်ပြောင်းလဲလို့မှရတာဒီလိုကြည့်ပြန်တော့ကဘာကြီးကိုလည်းမျက်ရည်နဲ့ပြုပြင်ပြောင်းလဲလို့မရဘူးဓာတ်နဲ့ပြုပြင်ပြောင်းလဲမှရတယ်မဟုတ်ဘူးလားဦးလေးရအဟာရဲမြင့်ကသူ့စကားကိုသဘောကျ၍ရဲသည်ရဲမြင့်သည် လူသားငယ်ပေမဲ့စကားအဆန်တွေတော့ပြောတတ်သည် သူ့စကားသည် သူအဘိဓမ္မာသူတတနာကိုပေါ်ပြသည်ဟုကိုနန္ဒာယူဆသည်ရဲမြင့်စကားကိုကိုနန္ဒာကြိုက်ခြင်းကြိုက်မကြိုက်ခြင်းနေနိုင်သည်ဤဒီမှာသူဤတတနာဖြစ်သည် သူဤအဘိဓမ္မာဖြစ်သည်ရဲမြင့်သည် သူစကားအတိုင်းလုံမည်ဆိုလျင်ပြတ်သားပုံရသည်တတိရှိပုံလည်းရသည် နေပါဦးခုတလောမင်းတို့ထမ်းမလိုက်ဘူးလားမလိုက်ရဘူးဦးလျာ ပေါင်ခိုတွေကိုစစ်တပ်ကအတင်းလိုက်နေတော့လမ်းတွေပိတ်နေတယ်။တခြားတော်လန်းကသွားရတယ်။လမ်းကတိတ်ကြမ်းတော့ဦးလေးတူကတိတ်မလိုက်ချင်ဘူး။ကျွန်တော်ကတော့ရပါတယ်။ဘယ်လမ်းကသွားရသွားရအရေးမကြီးဘူး။သူငိုးနေတာနဲ့ကျွန်တော်လိုက်သွားမယ်။သူနေရိပ်ခက်မယ်ဆိုတော့လေမနေရိပ်ခက်ချင်ဘူး။သူလည်းမလိုက်နိုင်ဘူး။ဒီထဲဆေးပြတ်တော့ဦးလေးတူမနေနိုင်ဘူး။အိမ်ပြန်ကျင်နေဆိုပြီးငိုလိုက်ရေလိုက်လုံနေသေးတယ်။ဒါနဲ့ ကျွန်တော်သူ့အတွက်ဆေးလေးပါလေးရအောင်ဝက်လာချတာပေါ့ကိုနေတာတို့မနေမဝေးတွင်ခရီးသည်တွေအိတ်ကုန်ကြပြီဟောက်တန်အန်သွားကြိတ်တန်ရောင်ရမ်းတန်တို့ကို ကြာရသည်ကိုနန္ဒာသည်ခါကိုဆန့်ကမျက်လုံးကိုမှိတ်လိုက်သည်အိတ်ချင်လာပြီဦးလေးကိုနန္ဒာအိတ်ပြောတော်မီအပြုရဲမြင့်အတန်ကိုကြာရသည်ဟင် secret ရှိသေးလား တလေးလောက်ပေးပါဦးဒီတခါတော့ရဲမြင့်လုံလုံးသည်ဟုကိုနန္ဒာထင်သည် သူနှင့်ရဲမြင့်တို့ စကားပြောနေကြစဉ်သူက secret တလေးမျှသာကုန်သေးသည်ရဲမြင့်ကလေးငါလေးလောက်ကုန်နေပြီကိုနန္ဒာအိတ်ထဲတွင် secret ဘူးတစ်တပူရှိတည်သည်တို့ရတွင်ကိုနန္ဒာရဲမြင့်ကို နောက်ထပ်မပေးခြင်းအတော့များသည်ဟု ယူဆသည် ရဲမြင့်စိတ်ကိုလည်းစံလိုသည်ထို့ကြောင့်ကိုနန္ဒာမူသားပြောသည်ကုံမီးกว่าမရှိတော့ဘူးအဲ့ဒါဒုက္ခပဲအဲ့လိုမပြောဘူးယောက်ျားပဲကွာဒီလောက်မှကိုယ်စိတ်ကိုမနိုင်ဘူးလားရှိရင်တော့မရှိရင်မတော့ဖဲနေလိုက်ပေါ့ခဏကြာရင်အိပ်ပျော်သွားမှာပါရဲမြင့်ဘာမှမပြောတပြင်းတစ်ချက်ကိုရှိုက်ခါမှောက်၍အိပ်သည်ခဏကြာတော့ ရဲမြင့်ထံမှ အောက်တန်ထွက်လာသည်။ဘုဏ္ဏတာသည်ရဲမြင့်ဟောက်တန်ကိုနားထောင်ရင် ပြုံးလိုက်သည်။ထို့နောက်ကိုကိုနေသားကြောင်ပြင်ကအိယံစူးစားသည်။တို့ရတွင်အိ၍မရ။စင်စေထိုညကအိမပြောသူမှာရဲမြင့်မဟုတ်ဘုဏ္ဏတာသာဖြစ်သည်။ နာဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်းလေးကိုလည်းစောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာ